လက်နက်ကအရန်ကြီးကြီးနေတာဟုတ်ပြောရမယ်ဆိုရင်သူတို့ရဲ့အသက်တွေထက်ဒီလက်နက်ကအရန်ကြီးကြီးရဲ့သဘောဖြစ်နေအညာမှာမင်္ဂလာပါအဲဒီတစ်ခေါက်မှာတော့ကျွန်တော်ဗီဒီယိုလေးတစ်ခုကြည့်ပြတယ်ဗောနော်အဲအဲ့ဒါကကျွန်တော်အညာဘက်ကအဖွဲဖြစ်မယ်ဗောနော်အဲသူဒီပခုတ်ခုအခြေဆိုင် တရင်ငားရင်ပေါင်းပြီးတော့လုပ်တဲ့ campaign လေးပေါ့နော်အဲ campaign မှာတင်ထားတဲ့ video လေးတခုတွေ့ရပါဒါအားလုံးလည်းတွေ့ပြီးဖြစ်မှာပါတကယ်လည်းစိတ်မကောင်းဖြစ်ရတဲ့ video ပေါ့နော်ဒီကတော့ဒီရန်သူနေမြေတွင်းမှာရန်သူကိုတိုက်ခိုက်နိုင်တဲ့အခါအဲဒီတနက်ဂန်းရဖို့အတွက်ဒီတပ်ဖွဲ့တွေကဒီ၃ရောက်ပေါ့နော်အဲပထမဆုံးတော့သူကဝလုံးရှိကြီးတွေနဲ့ဒီဂန်းကိုလှမ်းချိတ်နေတကယ်ကိုဝလုံးတွေသလုံးပြီးသလုံးဆက်ပြီးတော့ရှိကြီးလှုပ်ပြီးလှမ်းချိတ်တယ်တနက်ကိုထိနေဒါပေမဲ့ဆွဲလို့မရတဲ့အနေထား အဲနောက်ဆုံးတို့ဒီတနက်ရဖို့အတွက်ဘလောက်ရေးကြီးနေသလဲဆိုတော့ကြည့်ပြီးစိတ်မကောင်းတာပါဗျာအဲအဲ့တနက်ရဖို့အတွက်ကိုရှေ့ကနေတစ်လုံးတစ်လုံးယူတယ်ယူပြီးတော့နောက်က3ယောက်ရဲဘော်3ယောက်ကအဲ့တစ်လုံးလှိမ့်ပြီးတော့နောက်ကနေလိုက်သွားပါတော့အဲအဲ့ရန်သူနေမြေတဲ့အဲ့လိုဝင်ပြီးတော့အဲ့အလောင်းနဲ့အလက်ရှိတဲ့နေရာကိုသွားတယ်အသွားတဲ့အချိန်မှာတို့ကိုကြည့်လိုက်တော့ကြီးကအုတ်ထုတ်တယောက်တစ်လုံးစီပဲပါကျန်တဲ့ဟာလုံးဝ vest တွေ var တွေ uniform တွေဘာတခုမှမပါဘူးဗျာဒီလားပြီးရင်လက်နဲ့လည်းမပါဘူး အဲ့လိုပုံစံမျိုးပေါ့နော်ဒါကျန်တဲ့အဖွဲတွေကဒါအနောက်ကနေပြီးတော့ထောက်ပေးထားတာရှိတယ်ဒါပေမဲ့အရက်အန်နေများတယ်ဗျာလုံးဝကွင်းပြောင်ပြောင်ကြီးမှာပေါ့နော်အဲ့လိုမျိုးသွားနေသူတို့အတွက်ဒီလက်နက်ကအရန်ကြီးကြီးနေတာဟုတ်ပြောရမယ်ဆိုရင်သူတို့ရဲ့အသက်တွေထက်ဒီလက်နက်ကအရန်ကြီးကြီးရဲ့သဘောဖြစ်နေအညာမှာဒါအရန်စိတ်မကောင်းဖြစ်စရာကောင်းတဲ့အရာပေါ့နော်အဲ့တော့အဲ့လိုသွားသွားတဲ့ခါမှာလည်းနောက်ဆုံးသွားရင်းသွားရင်းနဲ့အဲ့ဒီလုံးကိုလှိမ့်လိုက်နောက်ကနေ၃ရောက်လိုက်သွားလိုက်လှိမ့်သွားလိုက်ဒီလုံးကလည်းတည်တည်လေးဘယ်တော့မှကြီးတာမဟုတ်အဲ့နောက်ဆုံးသွားနေနဲ့အဲ့ဒီလုံးကလမ်းကြောင်းပြောင်းသွားသေး လမ်းကြောင်းပြောင်းသွားလို့အဲ့ခုနကဂန်းရှိတဲ့နေရာမရောက်ဖဲနဲ့အဲတင်လောင်းဘေးကိုထွက်သွားပေါ့အဲ့ဥစ္စာကိုနောက်ဆုံးပြန်တဲ့လို့မရတော့ကြတော့ငုတ်တို့ထထိုင်ပြီးရွှေ့တယ်အဲ့လိုအနေထားမျိုးတွေဖြစ်တယ်ပြင်ပြန်မှောက်တယ်ပြင်ပြန်လှိမ့်တယ်နောက်ဆုံးအဲ့နေရာတော့ရောက်သွားတယ်ပေါ့နော်ရောက်ကတကယ်ကိုကြည့်ရတာရင်တပမနဲ့စိတ်တွေပူရတာပေါ့နော်ကြည့်ပြီးစိတ်မကောင်းနေဖြစ်ရတော့ဟာကွာငါတို့ဖွဲ့ဒီလောက်တောင်မဲလားဆိုတော့အတွေ့မျိုးလည်းရတယ်ပြီးအားဒီလားတကယ်ခံစားလို့မကောင်းဘူးပေါ့နော်ပြီးတော့နောက်ဆုံးသူအဲ့နောက်ရောက်သွားတဲ့အချိန်မှာ ဒီဂန်းကိုယူလိုက်တယ်ပေါ့နော်ယူလိုက်တဲ့ချိန်မှာသူတို့អော်တယ်អော်တယ်ဆိုတာပါလဲဆိုအဲ့ဒီတနက်အမျိုးအစားကိုကြည့်ပြီးဟာ MA2 กว่า MA2 กว่าဒီ MA2 ဒါပြားကောင်းတဲ့တနက်တစ်လက်ကိုသူတို့ရတဲ့အခါမှာသူတို့ဝမ်းသာအားရနဲ့អော်တဲ့အတန်အလဲဒါစိတ်ထဲမှာမကောင်းဘူးပေါ့နော်နောက်ဆုံးဒါရန်သူကဒါလမ်းပစ်တာမျိုးတွေရှိတယ်အခုအဖွဲတွေကတော့ဒါလုံးဝဂန်းရှဲလို့ရအထဲထဲဝင်ပြီးတော့ထောက်ပြရမျိုးရှိရပြန်ထွက်လာဖို့အတွက်ကိုသူတို့ဝိုင်းပြီးကူပြရတော့ရှိတာပေါ့နော်ဒါပေမဲ့မပြည့်စုံဘူးပေါ့မပြည့်စုံမဲနဲ့အဲ့လိုအနေထားနဲ့ ဂန်တက်ယူတဲ့ဗီဒီယိုလေးကိုတွေ့တာပေါ့ဗျာစိတ်လည်းမကောင်းဘူးအဲပြောရတာနည်းနည်းမွန်းကျက်တော့ဗောနော်အဲနောက်ဆုံးဒါတို့အဲ့အပေ့ချ်လေးအောက်မှာကျွန်တော် లై ဆွဲကြည့်အရှောက်နောက်ထပ်ဗီဒီယိုလေးတစ်ခုလည်းတွေ့တယ်အဲ့ဒါတော့ဒါစကန်တိန်းတိုက်ပွဲဗောနော်တို့တိန်းပြီးတဲ့အချိန်မှာဒီအဖွဲတွေကပျော်ရွှင်နေတဲ့ဟာလေးဗောနော်ဘောလုံးလေးတွေကန်နေတယ်ပြီးရင်ဂစ်တာလေးကြီးနေတယ်ပြီးရင်စပိန်လေးနဲ့ရှောက်စည်းနေတယ်အဲ့လိုမျိုးလေးတွေတွေ့တယ်ဗျာဒါလူငယ်တွေဗောနော် လူငယ်တွေအဲ့အရွယ်မှာအဲ့လိုဟာမျိုးလေးတွေနဲ့ပဲပျော်ရွှင်နေရမယ့်အရွယ်မှာဂန်းနေကြပြီးတော့အသက်တွေရှင်ပြီးတော့ပြည်သူတွေတက်တိုက်ပွဲဝင်ပေးနေရတယ်ပေါ့နော်ဝင်ပေးနေတယ်ဒါမဲ့လည်းသူတို့မှာပြည့်စုံလားဆိုတော့မပြည့်စုံခုနပထမပြောတဲ့ဗီဒီယိုလေးမှာလိုပဲပေါ့နော်သူတို့ရဲ့အသက်တွေထက်ဒီဂန်းတလက်ကအရေးကြီးတဲ့ပုံစံမျိုးကိုအညာမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ campaign လေးကိုလည်းတွေ့တော့ကျွန်တော်လည်းစိတ်မကောင်းအာတနိုင်တော့ကူကြပါနော်အဲပြီးတော့ဒါအညာဘက်ကအဖွဲ့အစည်းနဲ့ကျွန်တော်အခုနောက်ပိုင်းဒါဆက်သွယ်ပြီးအရင်ကနေကတော့ဆက်သွယ်ရှိတယ် ဒါပေမဲ့အဲ့လိုဗီဒီယိုလေးလုတ်ပေးခြင်းသူတို့နဲ့အင်တာဗျူးရဲ့ဟာလေးလုတ်ပေးခြင်း ਨੇ ဒါပေမဲ့လုတ်ပေးဖို့ဘလို့မှအဆင်မပြေဘူးဟိုလိုင်းမကောင်းသူတို့ဘက်မှာဒါဒါနဲ့တွေဖြတ်တောက်ခံရတယ်ဖုန်းလိုင်းတွေဖြတ်တောက်ခံရတယ်အဲ့လိုမျိုးနေထားကြောင်းမလို့ဒါအကြောင်းမျိုးအကြောင်းပေါ့လေနော်ကျောင်းဒါဆက်သွယ်ရဖို့အတွက်တော်တော်ခက်ခဲတယ်အဲကျွန်တော်ရှေ့ပိုင်းမှာလုတ်ပေးခဲ့တဲ့ဗီဒီယိုလေးရှိတယ်ဒါကိုစိုးအောင်နှုန်းနဲ့လုတ်တယ်ပူမိုက်ခဲရူနဲ့လုတ်တယ်ဒါဖာဟီရူနဲ့လုတ်တယ်ကိုစီရူနဲ့လုတ်တယ်ပေါ့နော်ဒီလိုဗီဒီယိုလေးဆိုလဲသူတို့ရဲ့အခြေအနေကိုသိသေးတယ်ဗျာ ျွန်တော်တို့ဒါဗီဒီယိုမျက်နှာပြင်မှာကျွန်တော်ဘက်ကတော့ line ကောင်းသူတို့ဘက်က line မကောင်းတဲ့အခါသူတို့မျက်နှာဝါးဝါးလေးပဲမြင်ရတဲ့ဟာမျိုးတွေရှိတယ်။အဲပြီးတော့ကျတော့အဲဒါကိုစည်းတို့နဲ့ဒါဘိုမိုက်ခဲတို့နဲ့ပြောရတဲ့အချိန်မှာဆိုရင်ဒါပြောနေနဲ့အဲသူတို့ဖုန်းလေးတွေပူပြီးပိတ်သွားတာရှိတယ်ဖုန်းတော့ကောင်းကောင်းမရှိဘူးအပြင်ပြောနေတဲ့ line ပြတ်သွားတယ် line ကျသွားတယ်ဒါအုပ်ပဲသူတို့မှဒီအောင်ပွဲတွေကိုပြောချင်လုံးလုံးအဲ့တနေရာမဟုတ်နောက်တနေရာကိုထပ်သွားပြောအကူစည်းဆိုတနာဖို့တော့ကောင်းတယ်သူဆိုဒီတနေရာပြောလိုက် လုံးဝ line ပြတ်သွားတဲ့ခါကျကျွန်တော်လည်းစိတ်ရှည်လက်ရှည်စောင့်တယ်ဒါပေမဲ့ तू လည်းစိတ်ရှည်လက်ရှည်နောက်တနေရာထိသွားပြီးတော့ तू အမောင်အဲတန်တန်နဲ့ तू ထပ်ပြောတယ်နောက်တစ်ခါပြောနေနဲ့ကြသွားတယ်အဖုံးကပူပြီးပိတ်သွားတယ်အဲ့လိုပုံစံမျိုးအနေထားမျိုးနဲ့ကျွန်တော်တင်ဆက်ခဲ့ရတယ်ဗောနော်ဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးလုံနိုင်ခဲ့တာကိုပဲကျွန်တော်လည်းဂျင်းက်ပါတယ်ဂျင်းက်တယ်ဆိုတာဒီတက်ဖွဲ့နေဒီလိုမျိုးဗီဒီယိုတွေလောက်ရတဲ့ခါသူတို့ရဲ့အောင်ပွဲတွေကိုသိတယ်အဲတကယ်ဒီ လိုင်းပေါ်တက်လာတဲ့ဗီဒီယိုပေါ့နော်ဒါခုနလိုတိုက်ပွဲဖြစ်စဉ်ဗီဒီယိုရဲ့နောက်ွယ်ရအကြောင်းနေရာအစသိရတယ်ဆိုစစ်ခွေးရဲ့ပတ်သက်လို့ဘယ်လိုမျိုးထိလောက်ခဲ့ရတယ်တပ်ဖွဲ့တွေကဘယ်လောက်ထိမပြည့်စုံနေဆိုတဲ့ဟာမျိုးတွေကိုတော့ကျွန်တော်ဒါအချက်အလက်တွေနေနဲ့သိရတာပေါ့လေနော်အဲ့လိုသိရတဲ့အတွက်လည်းဒါကူညီပေးကြတဲ့မိဘပြည်သူတွေရှိတယ်ဗျအဲဟိုလုံးဝကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုပြည်ပကနေပြီးတော့ကူပေးရဲ့အကူအမတွေလည်းရှိတယ်ပြည်သူကနေကူပေးရဲ့အကူအမတွေလည်းရှိတယ်ဘယ်လိုပဲဖြစ်ဒီဗီဒီယိုလေးတစ်ခုကနေပြီးတော့သူတို့ရဲ့တကယ် ဒါမြေပြင်ကအခြေအနေအမှန်တွေကိုသိရတဲ့အခါအာကျုံမန်တဲ့တတ်နိုင်တဲ့လောက်လေးဝိုင်းကူပေးကြတာလေဂျေစုတင်တယ်ပေါ့နော်ဂျေစုတင်တယ်ဒီတပ်ဖွဲ့တွေလည်းတကယ့်ကိုပျော်ရွှင်ကြီးနူးရပါတယ်ပေါ့နော်အဲ့ငွေလွှဲတဲ့ပြည်စာလေးတွေသူတို့စီကိုပို့ရင်ပဲဖြစ်ဖြစ်အဲသူတို့မှဟိုဝမ်ဘတ်တတာနဲ့ပေါ့နော်ဟာကိုကြီးညို့လေအကောင်းဆုံးကြိုးစားနေပါလေဗျာအဲအဲ့လိုမျိုးပုံစံမျိုးလေးပေါ့နော်ဒါလေးတွေကတကယ်ဝမ်ဘတ်တတာဖြစ်ရတယ်ပေါ့နော်ဩတို့ ဒီလိုမျိုးတွေများများသိအောင်လုပ်ပေးနိုင်မှာဖြစ်မယ်ဆိုတော့အတွေးမျိုးလည်းရတယ်ဗျာကျွန်တော်လည်းဆက်ပြီးတော့စူးစမ်းမယ်ပေါ့နော်ပြီးတော့ဒါအညာမီရဲ့တိုက်ပွဲတွေကอืมတက်လာတဲ့ဗီဒီယိုဖိုင်ထဲမှာကြည့်လိုက်ကျန်းတန်းလေးမပြည့်စုံဘူးအဲပြီးတော့တက်ဖွဲ့တွေကလည်းအညာသားတွေရဲ့ဒါစိတ်နေစိတ်ထားအတိအတိုင်းပဲသူတို့သွားလာလှုပ်ရှားတဲ့အခါမှာလွတ်လွတ်လပ်လပ်လှုပ်ရှားခြင်းတော့ဒါကြီးကားတွေပါလေစင်ပေးတယ်ဆိုရင်တော့မှပဲသူကအဲ့လိုပေါ့ အားရတယ်ဒါကြီးနဲ့မလွတ်လပ်ဘူးဆိုပြီးတော့တိုက်ပွဲဝင်ကြရရှိတယ်ဒါအခုတော့မနေပြောထားကြရပါတော့သူတို့ရဲ့ခေါင်းဆောင်တွေကဆောက်မဟုတ်ဘူးလိုကိုလိုအပ်တယ်ဆိုပြီးတော့ပြောကြရလည်းရှိတယ်ပြီးတော့ညာမြဲတိုက်ပွဲနှင်မြေကြီးကိုကြည့်လိုက်မယ်ဆိုရင်ဒါခုနလိုမြေပြန့်လွင်မြေကြီးတွေလေကွင်းပြောင်ပြောင်ကြီးတွေကွင်းခေါင်ခေါင်ကြီးတွေဘာမှအကာအကွယ်မရှိဘူးကြီးကွယ်မြက်ကွယ်တော့မှကောင်းကောင်းမွန်မွန်မရှိတဲ့နေရာမျိုးတွေကနေအတူတူကိုဒီပြင်းနေရတဲ့အနေထားပါတော့အဲ့ကြအဲ့အနေထားမျိုးမှာတိုက်ပွဲဝင်နေရတာဖြစ်တဲ့အတွက်တော်တော်လေးကိုခက်ခဲပါတယ်ပြီးတော့ဒါဟိုချုပ်ထောက်ပံ့မှုနဲ့ပြတ်သက်လို့ပြောမယ်ဆိုရင်လည်း ဒီလိုမျိုးကုန်းတွဲပိတ်နေရပေါ့အများဆိုအတိရတယ်ပဲဘယ်နေဆက်နေမှာလဲနေတဲ့နေရာမျိုးမဟုတ်အဲ့တော့အဲ့လိုကုန်းတွဲပိတ်နေရာမှာဒီလိုမျိုးဒါနေစဉ်ရက်ဆက်တိုက်ဝဲတွေဝင်နေရဖို့ဆိုတာတော်တော်ခက်ခဲတာခဲရန်လိုအပ်ချက်ရာကြည့်မယ်ဆိုရင်ကိုပဲခါကြဲကျွန်တော်မေးခံရတယ်ဗျာတော်လိုင်းပဲတော့ပြီးမလဲပေါ့အဲ့ကျတော့အညာမြေတော်လိုင်းတိုက်ပွဲတစ်ခုအကြောင်းပဲပြောပြတာပေါ့နော်အဲ့ဆိုတော့ သူတို့တိုက်ပွဲတစ်ခုလုပ်ဖို့အတွက်ကိုသူတို့လက်နက်ခဲရနေစုဆောင်ရတယ်။ဒါခါလေးကြာလဲဝယ်ယူရတယ်။ဝယ်ယူရတဲ့နေရာကခုနလိုအဲဒါချာအီယိုတွေစီမှာလည်းဖြစ်မယ်။နေဆက်လိုနေရာမျိုးတွေမှာလည်းဖြစ်မယ်။အဲကြောင့်အဲလက်နက်ခဲရန်ဝယ်ယူဖြည့်တင်းဖို့အတွက်တောင်မှသူတို့ကအဲ့လောက်ကြီးထိအချိန်ယူနေရတယ်ဆိုရင်ဒါအဲရောက်တော်လည်းပြီးအောင်ထိဒီအညာမြေမှာဘယ်လောက်ထိကျွန်တော်အချိန်နေပေးအောင်မလဲ ဘယ်လောက်ထိရင်းနှီးအောင်မလဲဆိုတဲ့ဟာတွေလည်းအများကြီးစဉ်းစားစေချင်တာပေါ့ဗျာသူတို့မှသာတကယ်ပတ်စံအလုံးအရင်းလိုက်ရှိလို့အဲလက်လက်ခဲရန်တောက်ဝဲတဲ့ခါမှာတကယ်ကိုပြည့်ပြည့်စုံစုံအနေထားနဲ့ဝင်နိုင်တယ်ဟဲ့ဆိုရင်တော့ကျွန်တော်အောင်ပွဲတွေအများကြီးနဲ့အချိန်တိုအတွင်းရတာပေါ့လေနော်အဲကြအဲ့လိုအနေထားပြည့်စုံမှုအတွက်ဆိုရင်ကျွန်တော်ကအကူညီထောက်ပံ့မှုတွေလည်းအများကြီးပေးနိုင်ဖို့လိုအပ်တယ်ပြီးတော့အညာကအခုဆိုအမေရောက်ခံပုံစံမျိုးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့စီမှာဆက်သွယ်ရေးအနေထားပေါ့နော်အဓိကတော့ဒါ internet line တွေပေါ့ ဖုန်းလိုင်းတွေတော့မှဖြတ်တောက်ထားတာဖြစ်တဲ့အတွက်လိုင်းမီတဲ့နေရာကိုသူတို့မနှက်ရှာဖွေရတယ်။ကျွန်တော်တို့ ਨੇ ပြောရတဲ့အဖွဲ့တိုင်းက Starlink ဆိုတဲ့ဟာမျိုးလေးတော့မှတိတ်မရှိကြဘူးဗျာ။အခက်ခဲကြတယ်ပေါ့နော်။အဲ့ကြသူတို့စီကမြေပြင်အခြေအနေတွေသူတို့တော့တိုက်ပွဲဗီဒီယိုတွေရိုက်ကြတာပဲ။တိုက်ပွဲမှတ်တမ်းတွေယူကြတာပဲ။ဒါပေမဲ့အဲ့တိုက်ပွဲမှတ်တမ်းတွေကိုလိုင်းပေါ်တင်ပြဖို့အတွက်ကြတော့သူတို့မှအခက်ခဲတွေဖြစ်ကြပြန်ရော။လိုင်းမရှိဘူး၊လိုင်းမမီဘူး၊လိုင်းမကောင်းဘူးပေါ့နော်။အဲ့လိုနေသားမျိုးနဲ့ကျွန်တော်တို့မသိရတဲ့တကယ်မြေပြင်ကအစ်စ်မှန်တိုက်ပွဲတွေက အများကြီးရှိမယ်လို့ကျွန်တော်တို့ယူဆရတယ်။အဲဒီလိုမျိုးတွေအချိန်နဲ့တပင်းညီပေါ့နော်။အဲပြီးတော့ခုနလိုအဲ line ကောင်းကောင်းနေရာမရှိဘူး။ star လည်းမရှိဘူးဆိုတဲ့အတွက်ဒါအချိန်နဲ့တပင်းညီမတင်ပြနိုင်တဲ့ခါမျိုးတွေမှာအဲဒါကျွန်တော်တို့တိကွမရကြဘူးဗျာ။တိကွမရတော့ကြတော့လူကလည်းတိရတိုင်းပဲ။ဒါမျိုးတွေဖြစ်ပြီးဟိတ်ဆိုရင်ကြတော့ဒါကုကျင်တာပေါ့လူကျင်တာပေါ့နော်။ဒါမျိုးတွေမတိရဘူးဆိုတော့ကြတော့ဘယ်ကိုကူရမလဲမသိဘူးပေါ့လေနော်။အဲ့တော့အဲ့လိုမျိုးတွေတိအောင်တော့ကြတော့လေသူတို့မှမပြည့်စုံတော့ကြတော့ internet တောင်မှကောင်းကောင်းမတုံးနိုင်ဘူး။ အဲအဲ့လိုမျိုးပုံစံမျိုးကြောင့်မလို့တို့ဘက်ကိုအကူအညီတွေမရောက်တာလည်းရှိတယ်အကူအညီရောက်ရင်တောင်မှပဲဝယ်ယူဖို့တည်ယူဖို့ကိစ္စတွေမှာခက်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 တို့ကြော်ဖြတ်ရတာတွေရှိတော့ပေါ့အဲကြောင့်ညာမြေဒေါ်လာရေးကတော်တော်ကိုခက်ခဲတယ်ပေါ့နော်နောက်တစ်ခုကဒါအများဘက်မှာဒေသခံတွေရဲ့အခြေအနေအခက်ခဲပေါ့ဗျာအဲဒီတချို့နေရာတွေမှာစစ်ကြောင်းနေရာပေါ့နော်စစ်ကြောင်းနေရာတောက်လျှောက်ထိုးတာမျိုးတွေရှိတယ်ပြီးတော့လေရင်ပုံကျဲတဲ့ဟာမျိုးတွေ အဲပြီးတော့လက်နေကြီးပြစ်တဲ့ဟာမျိုးတွေကိုအလူးလက်ခံစစ်တပ်ရဲ့တိုက်ခိုက်မှုတန်းအောင်အလူးလက်ခံရတယ်အဖွဲတွေကလည်းမပြည့်စုံဘူးဗျာအဖွဲတွေကမပြည့်စုံတချို့အဖွဲတွေမှာဆိုရင်လက်နေကြီးတော့မှမရှိသေးဘူးအတိုက်ပွဲတစ်ပွဲကိုလှည့်ပြောင်းဖြစ်စေမဲ့လက်နေကြီးလိုဟာမျိုးတွေမရှိတာဖြစ်တဲ့အတွက်တစ်ခါကြီးကျရင်စစ်ကြောင်းထိုးလာပြီဆိုရင်တို့ကိုယ်တိုင်လည်းရှောင်ရရှောင်ရတဲ့အခါကျတော့ဒါကြေးရနေဒါပြည်သူလူထုပေါ့နော်ဒေသခံတွေကိုဒါအကြမ်းဖက်စစ်တပ်ကနှိပ်စက်တာမျိုးတွေရှိတယ်အဲအချို့ဆိုရင်မိရှုခံရတဲ့ကြေးရအများကြီးပဲအခုဆိုဒါအင်း အာရွာကြီးရွာပေါင်းပေါ့နော်အင်ဂျီပေါင်းတသိန်းတောင်းကျော်သွားပြီပေါ့ဗျာအဲ့တော့အဲ့ထဲမှာဈေးမပါတဲ့ဟာကြီးဆိုဘယ်တော့တော့များမလဲပေါ့အဲ့လိုမျိုးဒါအကူကရမဲ့ဘွားမျိုးနဲ့ဖြတ်တန်းနေရတဲ့ဒါဆေးဘေးရှောင်ပြည်သူတွေဆိုအများကြီးရှိရင်ညာဘက်မှာအဲ့တော့ကြောင့်ဒီလိုမျိုးအနေထားဖြစ်နေတာတော့မှပဲဒါညာစုညာသားတွေရဲ့စိတ်ထဲမှာဒီ PDF တက်ဖွဲ့တွေပေါ်မှာယုံကြည်ကိုးစားတဲ့စိတ်တွေအများကြီးရှိတယ်အဲ့တော့သူတို့မှာတကယ်လို့တနေ့ကိုအဲ၃00ရမယ်ဆိုရင်တော့မှ 2000ပဲစားမယ်1000 5ဒေါ်လာရေးတက်ဖွဲ့တွေကိုပေးမယ်ဆိုတဲ့စိတ်ကအပြည့်ရှိကြတယ်။ဒါပေမဲ့သူတို့ကိုယ်တိုင်ကကြတော့လေတကယ့်ကိုအခက်ခဲဒုက္ခတော့တွေမှာရောက်နေကြတယ်။အဲ့တော့အဲ့ဘက်မှာရှိတဲ့ဇာကန်တွေရဲ့စိတ်သက်တွေကတော့ခိုင်မြဲတယ်။စိတ်သက်တွေကတော့ခိုင်ခန့်တယ်ပေါ့နော်။အခုနကလည်းအဆုံးထိသွားမယ်။မတို့မြေကြံရပြီဆိုတာဒီအညာမှာရှိတယ်ဗျာဒီလား။အဲ့လိုအနေထားမျိုးဆိုပေမဲ့လေသူတို့ကိုယ်နိုင်တဲ့ပမာဏကသူတို့ကိုယ်တိုင်ဒုက္ခရောက်နေတာဖြစ်တဲ့အတွက်ဒါတိတ်မကူနိုင်ကြဘူးပေါ့ဗျာ။အဲ့တော့ကျတော့အဲ ပြပကရှိတဲ့သူတွေကလည်းသူတို့ရဲ့အကြောင်းကိုမသိကြဘူးအခြားဒေသမှာရှိတဲ့သူတွေကလည်းအညာမင်းရဲ့စစ်စင်ရေးအကြောင်းတွေကိုသိခွင့်မရကြဘူးအဲ့တော့တကယ်သိခွင့်ရပါတယ်ဆိုတော့သူတို့ဘေးနားမှာရှိတဲ့ဒေသခံတွေကြတော့လေခုနလိုဒုက္ခဒုက္ခရောက်နေတော့ကြတော့ဒီအညာတော်လိုင်းတွေအားကောင်းမှုအတွက်ဆိုရင်ဂျုံတွေဒီထက်ပိုပြီးတော့ဒါအကူအညီထောက်ပံ့မှုတွေလှုပ်ပေးနိုင်ဖို့အရေးကြီးတယ်သူတို့တွေပိုပြီးတော့အတိမတ်ပြုဖို့လိုတယ် အဲအတိမတ်ပြုခံရဖို့လိုတယ်ပေါ့နော်အဲပြီးတော့ကျတော့အဲတနေရာထဲမှာပဲကွက်ပြီးကျွန်တော်တို့ညအားကောင်းနေလို့မရဘူးပေါ့နော်လိုင်းကောင်းတဲ့နေရာကတော့ဒါခုနလိုဖြစ်စင်နေအကုန်လုံးတင်ပြနိုင်တယ်ပေါ့နော်အဲဒီခုနလိုဖုန်းလိုင်းတော့မမိတဲ့နေရာကကျတော့တကယ်တိုက်နေပေမဲ့လည်းဘာမှမတိလိုက်ရတဲ့ဒါဖြစ်စင်နေအများကြီးရှိတယ်အဲ့ဘက်ဒီမှာဆိုရင်ဒါကျောင်းအဲဒေါ်လိုင်းတက်ဖွဲ့လူငယ်တွေကတော်တော်လေးခက်ခက်ခက်ဖြတ်တန်းနေရတဲ့အနေအထားတွေရှိတယ်။ဒါပေမဲ့သူတို့တွေတကယ်အလုံးလုံးနေကြတယ် သူတို့နဲ့ပြောရတိုင်းမှာလည်းတကယ်စိတ်ထကြစရာတခုမှမရှိဘူးသူတို့ကိုကြည်ရင်ကြည်ရင်ခရုဏံတက်မိတာပဲရှိတယ်ဗောနော်ပြီးတော့ကြတော့အာဒါသူတို့တွေလုံနေတယ်လုံဆောင်ချက်တွေပေါ်မှာဒီတိုက်ပွဲဘာလို့တိုက်နေရလဲဆိုတော့ရီမန်းချက်တွေကခိုင်ခိုင်မာမာတွေ့ရတယ်ဗျအဲဒါကြောင့်ကျွန်တော်ကတပြည်လုံးအတိုင်းတာတနိုင်ငံလုံးအတိုင်းတာနဲ့ကျွန်တော်တို့အောင်မြင်မှုအတွက်ဆိုရင်ခုနလိုအညာအဖွဲ့တွေလည်းမေးမထားသင့်ဘူးဆိုပြီးတော့ပြောချင်တယ်အဲနောက်တစ်ခုကတော့ဒါမြေအောင်လိုင်းဆိုရင်အခုဆိုသူရွေးကောက်ပွဲလုပ်ဖို့အတွက်အရန်တာစုတယ်အဲ့လိုရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်ကသူ့မှာစုမုန်းနေမြေတွေများဖို့လိုတယ် အတူဆိုးမနေမြေတွေများတာနဲ့မြသူရွေးကောက်ပွဲအောင်မြင်နိုင်ရရှိမရှိဆိုတာလည်းဒါတွက်ချက်လို့ရတဲ့နေသားဖြစ်တယ်။အဲကြောင့်ဒီလိုမျိုးဆိုးမနေမြေတွေမများအောင်ပေါ့နော်ကျွန်တော်တို့ဘက်ကပဲဆိုးမနေမြေတွေပိုပြီးများလာအောင်လို့ဒါအညာဘက်ကအဖွဲ့တွေကိုလည်းကူဖို့လိုတယ်။အညာဘက်မှာလည်းဆိုးမှုဖို့လိုတယ်။အခြားဒေသတွေအခြားနေရာတွေမှာလည်းဆိုးမှုဖို့လိုတယ်ပေါ့နော်။အဲဒီ2025အတော့တွင်းမှာတော့ကျွန်တော်တို့တွေအညာဘက်ကတပ်ဖွဲ့တွေကိုလည်းဒီထက်ပိုပြီးတော့ပြေဆုံးအောင်ဒီထက်ပိုပြီးတော့တိုက်ပွဲကိုရိုးရိုးချွတ်ချွတ်တိုက်ပွဲဝင်နိုင်အောင် လုံလုံကြုံကြုံနဲ့အထီးကအကြဆုံးနည်းနည်းနဲ့အောင်မြင်မှုကြီးကြီးမားမားရအောင်ကျွန်တော်ဒီထက်ပိုပြီးတော့ကုညီသင့်တယ်ဆိုတာကိုလည်းပြောချင်ပါတယ်။ဒီကတော့ကျွန်တော်ဒီအကြောင်းပြောရတာဒီဗီဒီယိုလေးကနေဆက်ဆက်ပြီးတော့ပေါ့နော်။ဒါအညာကတပ်ဖွဲ့တွေကအသက်ထက်တောင်မှဒီဂန်တလက်ကအရေးကြီးနေတယ်ဆိုတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဖြစ်လာတဲ့ခံစားချက်ကိုခုလိုမျိုးပြန်ပြီးတော့ဝင်ပြပေးတာဖြစ်ပါတယ်။အဲ့တော့ရှေ့ဆက်ပြီးတော့လည်းကျွန်တော်လည်းအတက်နိုင်ဆုံးတော့ဒီအညာဘက်ကတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့သူတို့ရဲ့အခြေအနေအမှန်တွေကိုတင်ပြပေးနိုင်အောင်စူးစမ်းပါမယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။